ကြိုက်တီယိုစီရီရှိထူဆန်းကြောက်တုံးကြီးမှာရှားပါသစ်ဖြင့်တစ်ခုပေါရောက်နေတယ်လို့ဗီဒီယိုမှတ်တမ်းများရသိရပါတယ်။ Golden Rock လို့ခေါ်တဲ့ကြိုက်တီယိုစီရီတော်ဟာတောင်စောင်းအောက်ကိုပြုံးကြတဲ့ကြောက်တုံးကြီးကြောင့်လူသိများတာဖြစ်ပြီးကျူးကြလာတဲ့တဘာဝလုံးတမိုင်းကြောင်းတွေနဲ့ပြင်းထန်နေတဲ့စီရီတစုပါ။စီရီတော်တည်ရှိခဲ့တာကလည်းနှစ်ပေါင်းထောင်နဲ့ချီကြာမြင့်ပြီးဖြစ်ပြီးယခုအခါမှာတော့ရှားမှရှားဖြစ်စဉ်အဖြစ်စီရီတော်ရဲ့ကြောက်တုံးကြီးပေါ်မှာတပိတ်တပင်ပေါက်လာတာပဲဖြစ်ပါတယ်။ ကြောက်တုံးပေါ်မှာအပင်ပေါက်တာမထူဆန်ဘူးဆိုပေမဲ့ကြိတ်တိယောကကြောက်တုံးကြီးကတော့တနေရာမှမလတ်အောင်ခဲဆက်ဆက်ရွှေချထားခဲ့တာမို့ဘာပင်မပေါက်เสียအကြောင်းကိုမရှိပါဘူး။ဒါကြောင့်ရွှေပေါ်မှာမပေါက်တဲ့ဒီအပင်ကိုမြမပြည်ကြီးနမိတ်ကိုဆောင်းမဲ့ရွှေပင်ငွေပင်တိုင်းမိအုပ်စုမဲ့မင်းတစ်ပြောင်းမဲ့နမိတ်အဖြစ်လူလူကမှတ်ယူနေကြပါတယ်။ဒါကြောင့်ကြိတ်တိယောပေါ်အပင်ပေါက်မင်းလောင်းတေးရောက်ဆိုတဲ့ကောလာဟာလာတွေထွက်ပေါ်နေပြီးလူတိုင်းကလည်းတာဟာပေါင်းတကူနမိတ်တစ်ခုဖြစ်လာမလားလို့ယုံကြည်နေကြပါတယ်။ ကဲပရိသတ်ကြီးတို့ရောဒီလိုထူးဆန်းတဲ့ဖြစ်ရပ်ကြီးပေါ်ဘလို့ထင်မြင်ကြပါသလဲနော်